မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမြို့အနီးမှာရှိတဲ့စစ်ကောင်စီရဲ့ဂိတ်စခန်း၃ခုကိုအရခတက်တော် AA ကလက်နက်ကြီးများ drone များနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ9ရက်နေ့မှာစစ်တွေမြို့အနီးမှာရှိတဲ့ကြားမတောက်ကြီးရွာ၊ဝါဘူကြီးရွာ၊တောကန်ကြီးရွာတို့မှာရှိတဲ့စစ်ကောင်စီရဲ့ဂိတ်စခန်းများကို AA ကလက်နက်ကြီးများနဲ့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနေ့ကညပိုင်းအထိကိုအပြန်အလှန်ပစ်ကြတယ်။ AA ကစနိုက်ပါနဲ့ပစ်လို့ စစ်တပ်ဘက်ကထိတာတွေပါတွေရှိတယ်စစ်တပ်ကအထိနာပြီးတော့အမြင်ကျုံးနဲ့ပါတလိတ်ဘက်ကိုဝင်ရောက်စီးနင်းတာတွေရှိနေတယ်လို့စစ်တွေဒေသခံတို့ကပြန်လည်ပြောပြထားပါတယ်စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးများနဲ့အပြန်အလှန်ပစ်ခတ်ခဲ့ရာတိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကစစ်တွေမျိုးအတွင်းမှာဂရုချင်းများဘန်ဂါများကိုတူးပြီးတော့ညာတိုင်းကင်းလက်ကကင်းမုံဝစ်ချင်းများကိုပါပြုတ်လုံနေတယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ28ရက်နေ့နဲ့29ရက်နေ့တွေမှာလည်းအေအေကစစ်တွေမှာရှိတဲ့ ကြောက်တန်းစစ်စစ်ရိတ်ဂိတ်နဲ့ကြားမတော့စစ်စစ်ရိတ်ဂိတ်တို့ကိုလက်နဲ့ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတို့အပြန်လန်ပြစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းကြောက်စဲခရိုင်မြစ်သားမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာအရာရှိ၃ဦးအပါအဝင်၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ9ရက်နေ့ညနေ3:45မိနစ်ခန့်မှာ မြေသားမျိုးကနေရေကန်ရဲစခန်းကိုထွက်ခွာလာတဲ့ကားနက်စီးနဲ့စိုက်ကဲ၅စီးပါတဲ့ရင်တန်းကိုမြေသားမျိုးနဲ့ဝတ်ထင်းချေးပါနဲ့မကြီးကန်ချေးပါကြားအယောက်မှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲတက်ခတ်ရာအရာရှိ၃ဦးအပါအဝင်စုစုပေါင်း၄ဦးတေဆုံးပြီး၆ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်မှုထမ်းပေါ်တာလာဆွဲမဲ့တရင်ရလို့မိုင်းထောင်ပြီးတော့ကြိုးဆောင်နေတာ ထွက်မလာတော့ကတ်တရားလမ်းပေါ်မှာတင်ပြီးတော့အတန်ပိုင်း၃လုံးအရင်ခွဲလိုက်ပါတယ်ရေကန်စခန်းမှုကမြေသားကိုအစီဝေးတွတ်တက်တာလားမသိဘူးသူ့အပါဝင်ကားနှစ်စီးဆိုင်ကယ်၅စီးနဲ့ထွက်လာတာစခန်းမှုကားနဲ့ဆိုင်ကယ်နှစ်စီးနဲ့ကနောက်မှာကြံခဲ့တယ် ကားနဲ့ဆိုင်ကယ်၃စီးကရှေ့ပြေးတက်လာတာမိုင်းခွင်းထဲကိုကွက်တိရောက်လာတဲ့အချိန်မိုင်းဆွဲလိုက်တာနေထိုင်အပါအဝင်အရာရှိ၃ဦးနဲ့စုစုပေါင်း၄ဦးတေသွားတယ်ဆိုင်ကယ်၃စီးပေါ်က၆ကောင်ကတော့ဆိုင်ကယ်ရောလူရောတခါတည်းပဲလဲကြပြီးမှောက်သွားတာတေတဲ့အရေးအတွက်ကတော့အတီးပြုတ်လို့ရတယ်ဒဏ်ရာရတဲ့သူတွေကိုတော့မြေသားစေယုံမှာတင်ထားတယ်လို့ပဲသတင်းရသေးတယ်နောက်ဆက်တွဲတေးမတေတော့အတီးပြုတ်လို့မရသေးဘူးလို့ကြောက်ဆဲခဲရအမှတ်၁၈လေးလေး ဒရုန်းတက်ရင်ကတက်ရင်မှုဆရာလေးကပြောပြထားပါတယ်၎င်းတက်ခတ်မှုကိုကြောက်စဲခဲရအမှတ်1844ဒရုန်းတက်ဖွဲ့မြင်းကြံ35 local တက်ဖွဲ့နဲ့အောက်တပြေညီနောင်ကြောက်စဲ local PDF တက်ဖွဲ့တို့ကပူးပေါင်းကတက်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တက်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့တိုက်ပွဲမှာ စစ်တပ်ကစစ်မှုထမ်းတပ်သားတွေများကိုအသေးခံတိုက်ခိုက်ခိုင်းပြီးတော့ထွက်ပြေးတဲ့လူတွေကိုပြစ်တက်ပြစ်မယ်ဆိုပြီးတော့စစ်တပ်အရာရှိများကချင်းချောက်ခဲ့ကြောင်းစစ်တုံးဘန်းများကဝန်ခံပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ6ရက်နေ့မှာဖလန်းမြို့တိန်ဆက်ဆင်ရေးမှာချင်းကြီးနောင်နဲ့မဟာမိတ်အဖွဲ့များကဖမ်းဆီးရမိထားတဲ့ပြည်သူစစ်မှုထမ်းများရဲ့ထွက်ဆိုချက်ကိုဗီဒီယိုဖိုင်နဲ့တကွထုတ်ပြန်ခဲ့ပြီးတော့အဲ့ဒီဗီဒီယိုထဲမှာအသက်16နှစ်အရွယ်စစ်မှုထမ်းတပ်သားမောင်မြတ်မင်းခန့်နဲ့အသက်31နှစ်အရွယ်စစ်မှုထမ်းတပ်သားမောင်တင်မျိုးအောင်တို့ကအခုလိုမျိုးပြောဆိုခဲ့တယ်လို့သိရပါတယ်။ ကျွန်တော်တို့ဒီလိုထွက်မပြေးနိုင်ရင်တောင်မှပဲဒီလိုမျိုးလက်နက်ချဖို့အခွင့်အရေးကြုံလာခဲ့ရင်တောင်မှလက်နက်ချလို့ရှိရင်အထက်ကလူတွေကလက်နက်ချတဲ့ကောင်မှန်သားများကိုပြစ်တတ်မယ်လို့ပြောလို့ချင်းချောက်ခဲ့လို့ကျွန်တော်တို့တွေလက်နက်မချခဲ့ရတာပါသူတို့နဲ့လည်းကွဲလာရောအခုတော့လက်နဲ့ချနိုင်ခဲ့ပါတယ်ကြံခဲ့တဲ့လူတွေအကုန်လုံးလဲဒီမှာပါလာတဲ့လူတွေအကုန်လုံးကိုရောလွတ်လွတ်လပ်လပ်နဲ့နေထိုင်စေခြင်းပြီးတော့ကြံခဲ့တဲ့လူတွေလဲလက်နဲ့ချအလင်းဝင်ဖို့ဖိတ်ခေါ်ခြင်းပါတယ် ဒီဘက်ထဲကိုကူးပြောင်းဖို့ဖိတ်ခေါ်ကြမှာတယ်လို့စစ်မှုထမ်းတပ်သားတဲ့မောင်မြမင်းခါကပြောဆိုလိုက်ပါတယ်အချမ်းဖတ်စစ်တပ်ကတောင်တွင်းကြီးအမတ်ခွန်စစ်အခြေခံလေ့ကျင့်ရေးတပ်မှပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်232ဦးကိုစစ်မှုထမ်းတင်တန်း3လတက်ခိုင်းပြီးတော့ဖလန်းမျိုးကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်စစ်မှုထမ်းလူငယ်များဟာဖလန်းမျိုးရှေ့တန်းစစ်မြေပြင်ကိုပို့ဆောင်ခံရမှာကိုကြိုတင်မသိရှိရပဲလေရင်နဲ့ဖလန်းမျိုးကိုရောက်ရှိလာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မင်းဘူးခလာရ88ကိုစူစောင်းရေးမှာတက်လာပို့ပါတယ်တက်လာပို့ပြီးတော့ တောင်တွင်းကြီးအမှတ်ခွန်စစ်အခြေခံလေ့ကျင့်ရေးတပ်မှတင်တန်း3လတတ်ရပါတယ်တင်တန်းမှာအစွဲခံရတဲ့လူ232ယောက်ပါလာတယ်ကျွန်တော်တို့တင်တန်းဆင်းတော့83ယောက်ကိုကလေးမျိုးကိုပို့လိုက်ပါတယ်51ယောက်ကတော့ကလေးမျိုးခလိုက်ရ89ကိုပို့ပါတယ်အဲ့ဒါပြီးတော့ဖလန်းမျိုးကိုကျွန်တော်တို့ကိုပို့ပါတယ်ကျွန်တော်တို့ကိုဖလန်းမျိုးကိုပို့မယ်ဆိုတာလဲကြိုပြီးတော့မသိရဘူးကျွန်တော်တို့ကို3ရက်ပဲကြာမယ်ဆိုပြီးတော့လေရင်ပေါ်ကိုကောက်တင်ပေးပြီးတော့ ဖလန်းမျိုးကိုပို့ခဲ့တာပါလို့စစ်မှုထမ်းတပ်သားတဲ့မောင်မြမင်းခန့်ကဆက်လက်ပြောပြထားပါတယ်။ဒါ့အပြင်အသက်30တနှစ်အရွယ်မောင်တင်မျိုးအောင်ကလည်းစစ်မှုထမ်းဥပဒေထဲမှာတဦးရီသောသားတွေမပါဝင်ဘူးဆိုပြီးတော့အုတ်ချုပ်ရေးမှုကရက်ွက်ရုံးကိုလိန်ခေါ်ပြီးတော့လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ပြောဆိုထားပါတယ်။အဲဒီနောက်မှာတော့သွေးစစ်ရန်အုတ်ချုပ်ရေးမှုရုံးကိုလိန်လေခေါ်ဆောင်ခဲ့ပြီးတဲ့နောက်စစ်တပ်ထဲကိုထည့်သွင်းခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်မှုထမ်းဥပဒေထဲမှာတဦးရီသောသားတွေမပါဘူးဆိုပြီးတော့အမေကိုဆန္ဒပြုဖို့လက်မှတ်ရေးထိုးခိုင်းတယ်လက်မှတ်ထိုးပြီးတိတ်မကြဘူးတရက်နေ့ကနေတော့ ပါလာတယ်ဆိုပြီးတော့ကျွန်တော်ကိုသွေးစစ်ဖို့9မိနစ်နဲ့ပြီးမယ်ဆိုပြီးဥက္ကဋ္ဌရုံးကိုခေါ်တယ်ခေါ်ပြီးတော့ကိုက30စုဆောင်ရေးတက်ကိုပို့လိုက်ပါတယ်ကိုက30တက်ထဲမှာတရက်ခွဲ2ရက်လောက်ပဲကြာပြီးတော့တိတ်မကြဘူးလေ့ကျင့်ရေးတန်တန်းကြောင်တက်တက်က73တပိတ်ချင်းတွင်းငယ်ပေါ့အဲ့ဒီကိုပို့ခဲ့တယ်အဲ့ဒီမှာပဲ3လလောက်စစ်တန်တန်းတက်ခဲ့ရပါတယ်တန်တန်းကနေချက်ချင်းပဲကလေးခါလိုက်ရ89ကိုတန်းပို့လိုက်တယ်ကလေးခါလိုက်ရ89နဲ့အတူတူစစ်စင်ရေးတွေလုပ်နေရတယ်ပေါ့ ဖလန်းမျိုးကိုရောက်ပြီးတိတ်မကြဘူးလို့မောင်တေမျိုးအောင်ကရှင်းပြထားပါဗျ။အဲ့ဒီစစ်မှုထမ်းတပ်သားတဲ့လူငယ်များဟာဖလန်းမျိုးတိမ့်တိုက်ပွဲအတွင်းမှာချင်းကြီးနောင်နဲ့မဟာမိတ်အဖွဲ့များရဲ့တိုက်ခိုက်မှုကြောင့်တောတောင်များအတွင်းမှာထွက်ပြေးတိမ်းရှောင်နေတဲ့အချိန်စစ်တုံးမှန်းအဖြစ်နဲ့ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတို့ကိုလက်ရှိအချိန်မှာချင်းမျိုးသားအဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်ရေးတပ် CNO CNDF ကကောင်းမွန်စွာထိန်းသိမ်းဆောက်ရှောက်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းတိုက်ရဝတီခရိုင်အုပ်ဖုံမြို့နယ်အပိုင်းမှာရှိတဲ့ဘကိုးရုံးမှအတွင်ဆစ်ချောင်းထိုးနေတဲ့စစ်တပ်ကိုတိုက်ခတ်ရာစစ်သား6ဦးသေဆုံးပြီးအထိနာနေတဲ့စစ်တပ်ကစင်မြင့်ရွာမှာရှိတဲ့နေအိမ်16လုံးကိုမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဖော်ဝါရီလ4ရက်နေ့မနက်9:00ခန်းမှာ အုပ်ဖုံမြို့နယ်အပိုင်းဘကိုးရုံမှအတွင်းမှာရှိတဲ့ချောင်းကောင်းအုပ်စုစင်မြင့်ရွာအနီးမှာအင်အား40ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့တာယာဝရီခဲတိုင်ရင်38 3ညနဲ့တက်ခွဲ9ဘျူဟာစစ်ကြောင်းတို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိပ်တွေ့တိုက်ပွဲအတွင်းမှာလက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်ပစ်ခတ်မှုမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်းစီတပ်သား6ဦးသေဆုံးက15ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်တော်လိုင်းရဲဘော်တအုပ်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။ အဲ့ဒီထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မနက်7:00နာရီခွဲအချိန်ကမှစစ်ကူလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကပြည်သူပိုင်ကားနှက်စီးကိုချောဆွဲပြီးတော့ခမ်းမင်ကုန်းရွာကိုရောက်ရှိလာပြီးစင်မြင့်ရွာကနေအိမ်16လုံးကိုမိရှို့ဖျက်ဆီးကတိုက်ပွဲအတွင်းမှာတေဆုံးသွားတဲ့စစ်သားအလောင်းများနဲ့ဒဏ်ရာရတဲ့သူတွေကိုပြန်လည်ခေါ်ဆောင်သွားတယ်လို့သိရပါဗျာ။ ထိုင်းမင်ကုန်းကနေတက်လာတဲ့စစ်ခွေးတွေနဲ့ဆင်မြင့်ရွာနားမှာတိုက်ပွဲဖြစ်တာနိုင်ဝက်လောက်ကြားတယ်သူတို့ဘက်ကလက်နက်ကြီးတွေနဲ့ရောဆက်လက်တွေနဲ့ပါဇက်တိုက်ပစ်နေပေမဲ့နယ်မြေကျွမ်းကျင်နေတဲ့ကျွန်တော်တို့ဘက်ကအပေါ်စည်းကနေစော်တာကြောင့်စစ်ခွေး6ကောင်တိတ်ပြီးတော့15ကောင်ဒဏ်ရာရရှိသွားပါတယ်စစ်ကြောင်းတော့ဝက်လောက်ပြုတ်သွားပြီးအထိနာသွားလို့ ခမာယာ6ကိုစစ်ကူခေါ်နေတာကိုသိလို့ကျွန်တော်တို့ပြန်ဆုပ်ရင်းနဲ့စစ်ခွေးတွေပြစ်တဲ့လက်နက်ကြီးစားမှန်လို့ရဲဘော်တအူးဒဏ်ရာရရှိခဲ့ပါတယ်လို့တရားဝင်ခရင်တက်ရင် PDF ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်ဆက်လက်ပြီးတော့လဲတိုက်ပွဲများဖြစ်ပွားလာနိုင်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားများကလူသားတိုင်းအဖြစ်နဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းမော်တော်ယာဉ်များကိုချောဆွဲခြင်းများကိုပြုလုပ်နေတဲ့အတွက်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများအနီးမှာတွာလာနေထိုင်ခြင်းမျိုးကိုမပြုလုပ်ကြရန်တရားဝင်ခရင်တက်ရင်383ရက်နဲ့တက်ခွဲ9ကအတိပေးနှိုးဆော်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတရချောင်းမြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို drone နဲ့၃ရက်ဆက်တိုက်ဘုံကျဲတိုက်ခတ်ရာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ26ရက်နေ့ကနေ31ရက်နေ့အထိတရချောင်းမြို့နယ်ဂုံချင်းစိတ်ရွာနဲ့တဲလန်းရွာတို့ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက drone နဲ့၃ရက်ဆက်တိုက်လိုက်လံဘုံကျဲတိုက်ခတ်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီဘက်ကအများအပြားထိခိုက်သေးဆုံးမှုရှိပြီးအရေးအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့ပြောပါရတယ်။စစ်ကြောင်းနှစ်ကြောင်းကိုကာရတဲ့အတွက်တကြောင်းကိုကာနိုင်ပြီးတော့တကြောင်းကဝိုင်းတာခန့်လိုက်ရပါတယ်။ တေစီရင်တွေကတော့များပါတယ်ဒါကြောင့်ပဲကျွန်တော်တို့ကလိုက်နိုင်တယ်ဘုံဒီတလုံးကစစ်ခွဲတွေ60မမလက်နက်ကြီးထုတဲ့ဒူရီစီကိုကြောက်ရောက်ပောက်ကွဲပြီးနေအိမ်နှလုံးမီးလောင်သွားပါတယ်ပြည်သူပိုင်းနေအိမ်နှလုံးအတွက်ဝမ်းနဲ့ချိန်ကွဲမိပါတယ်လို့ Sky Ghost Drone Force ကတာဝန်ရှိသူတူကရှင်းပြထားပါတယ်အဲ့ဒီတိုက်ခိုက်မှုများဟာ T5 Wings Drone တပ်ဖွဲ့ဒေါင်းကြီးနောင် Drone တပ်ဖွဲ့နဲ့ Sky Ghost Drone Force တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။တော်လိုင်းပူးပေါင်း drone တပ်ဖွဲ့များအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပုံမိုပြီးတော့တိုက်ခိုက်ချိန်မုံနိုင်ရေးအတွက်ပြည်သူများအနေနဲ့လက်တွဲပြီးတော့ပအဝင်ကူညီပေးကြပါရန် Sky Ghost Drone Force အဖွဲ့ကမြစ်တာရက်ခံထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်မှုထမ်းရန်အကျုံးဝင်တဲ့အသက်16နှစ်ကနေ35နှစ်အတွင်းအမျိုးသားများအားလုံးကိုပြည်ပကိုတွားရောက်အလုပ်လုပ်ရန်ပထမအဦးဆုံးလုပ်ရတဲ့ပြည်ပအလုပ်ကိုင်းလမ်းညွန်တင်တန်းတက်ရောက်ခွင့်ကိုစစ်ကောင်စီကတရားဝင်ပိတ်ပင်လိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုဖေဖော်ဝါရီလဆန်းပိုင်းအတွင်းမှာပြည်ပနိုင်ငံများကိုတွားရောက်ရန်ပထမအဦးဆုံးလုပ်ရတဲ့အလို့သမားဝန်ကြီးဌာနကဖွင့်လှစ်တဲ့ပြည်ပအလို့အကန်လမ်းညွန်တင်တန်းတက်ရောက်ရန်အတွက်လူပေါင်း200နီးပါးတင်ပြခဲ့ရမှာ142ဦးကိုညင်းပယ်ခဲ့တယ်လို့သိရပါတယ်။ညင်းပယ်ခံရတဲ့သူတွေထဲမှာအသက်16နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားများအားလုံးကိုစစ်မှုထမ်းရန်အသက်အရွယ်ကန့်တတ်ချက်နဲ့အကျုံးဝင်နေတဲ့အတွက်ပြည်ပအလို့ကိုင်းလမ်းညွန်တင်တန်းတက်ရောက်ခွင့်မရှိဘူးဆိုပြီးတော့ တရားဝင်အတိပေးအကြောင်းကြားလာခြင်းဖြစ်တယ်လို့သိရပါတယ်။အသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းအမျိုးသားတွေအားလုံးကိုစစ်မှုထမ်းအသက်အကျုံးဝင်တဲ့အတွက်ပြည်ပအလုတ်ကိုင်းလမ်းညွန်တင်တန်းကိုတရားခွင့်မပြုကြောင်းစပြီးတော့အကြောင်းကြားလာပါတယ်။ကျွန်တော်တို့အေဂျင်စီကဂျပန်ကိုကျွမ်းကျင်အလုတ်သမားပို့ဖို့တင်ပြထားတာအလုံးအငင်းခံရပါတယ်လို့ပြည်ပအလုတ်ကိုင်းအေဂျင်စီကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။ဒါပေမဲ့စစ်ကောင်စီကပြည်ပအလုတ်ကိုင်းအေဂျင်စီများကိုတစုံတရာအမိန့်ညွှန်ကြားချက်ထုတ်ပြန်ခြင်းမရှိဘဲ အခုခါမှသာအသက်16နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားများအားလုံးကိုအလုတ်သမားဝင်ကြီးဌာနကဖွင့်လှစ်တယ်။ပြည်ပအလုတ်ကိုင်းလမ်းညွန်တက်ရောက်ခွင့်ကိုပိတ်ပင်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာအမျိုးသမီးများကိုတော့အသက်အရွယ်မရွေးပြည်ပတွားရောက်ပြီးတော့အလုတ်လုတ်ခွင့်ကိုပြုထားဆဲဖြစ်ပြီးတော့ပြည်ပအလုတ်ကိုင်းလမ်းညွန်တန်တန်းတက်ခွင့် OWIC ကပ်ပြုလုတ်ခွင့်များကို ဆက်လက်ပြီးတော့ပေးနေဆဲဖြစ်တယ်လို့သိရပါဗျ။ဒါပေမဲ့များမကြာမီမှာအမျိုးသမီးများဟာလည်းစစ်မှုထမ်းရမယ်အသက်16နှစ်ကနေအသက်28နှစ်အတွင်းပြည်ပအလုပ်လက်ခွင့်ကိုပိတ်ပင်ရန်ရှိနေတယ်လို့သတင်းများထွက်ပေါ်နေကြောင်းပြည်ပအလုပ်ကအေဂျင်စီများထံကသိရပါဗျ။ အမျိုးသမီးတွေလည်းပိတ်မယ်လို့သတင်းတွေထွက်နေတယ်အမျိုးသမီးတွေကိုမြေပြင်မှာစည်ရင်းတွေကောက်နေလို့အဲ့ဒီသတင်းတွေကြဲကြဲပြက်ပြက်ထွက်နေတာပါလို့ဂျပန်ကိုအလုတ်သမားပို့ဆောင်နေတဲ့ပြည်ပအလုတ်ကန်အေဂျင်စီပိုင်ရှင်ကဆက်လက်ပြောပြထားပါရယ်အကြမ်းဖက်စစ်ကောင်စီက2024ခုနှစ်မေလကစတင်ပြီးတော့လာစဉ်စစ်မှုထမ်းတင်နန်းများဖွင့်လှစ်ကလူငယ်များကိုအတင်းကျပ်စစ်ထဲသွင်းပြီးတော့စစ်မြေပြင်ကိုဆင်လွတ်နေခြင်းများကိုလှုံ့ဆော်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီပြည်နယ်ဘောလခဲမြို့အခြေဆိုင်ခမရ၄နှစ်ကိုတရင်ကတပ်သားတအုပ်ဟာလက်နက်ခဲယမ်းများနဲ့အတူဗတ်ပြောင်းခိုလုံလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဗတ်ပြောင်းခိုလုံလာတဲ့သူဟာစစ်မှုထမ်းရမဲပေါက်ပြီးတော့စစ်ကောင်စီရဲ့အပတ်စဉ်တက်စစ်တပ်နန်းကိုအတိအကျမှပို့ဆောင်ခံရက2024ခုနှစ်ဇွန်လမှာကရင်နီပြည်နယ်ဘောလခဲမြို့အခြေဆိုင် ခမရ၄နှစ်ကိုလက်အောက်ခံတိုင်ရင်ရဲ့တပ်သားအဖြစ်နဲ့ကရင်ပြည်နယ်ကိုစတင်ရောက်ရှိခဲ့ပြီးတော့2025ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာ MA 11အမျိုးအစားတပ်နဲ့တလားကြီပေါက်3ခုနဲ့အတူဗတ်ပြောင်းခိုလုံလာတာဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ် KNDF B09 တပ်ရင်းကို2024ခုနှစ်ဒီဇင်ဘာလ17ရက်နေ့ကလည်းစစ်ကောင်စီတပ်သား4ဦးဟာတနက်3လနဲ့အတူဗတ်ပြောင်းခိုလုံလာခဲ့ပြီးတော့3လအတွင်းမှာစုစုပေါင်းတပ်သား5ဦးလက်နက်4လနဲ့အတူဗတ်ပြောင်းခိုလုံလာတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ် အခုလိုမျိုးဗတ်ပြောင်းခိုးလုံလာတဲ့တပ်သားတွေအတွက်လိုအပ်တဲ့အကူအညီတချို့ကိုပေးအပ်ခဲ့ပြီးတော့တပ်ဆိုင်ရာကိုပို့ဆောင်ကလုံခြုံတဲ့နေရာများမှာထားရှိပြီးဖြစ်ကြောင်းနဲ့စစ်ကောင်စီလက်အောက်မှာရှိတဲ့တပ်သားများအနေနဲ့တော်လိုင်းတပ်ဖွဲ့များထံကိုဗတ်ပြောင်းခိုးလုံကြရန်ကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNDS အမှတ်ကုန်းတပ်ရင်းကထမှန်ပြီးတော့တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ